ရောရှိအားလုံးပဲမိင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။ကဲဒီနေ့မှာကတော့နာဝထူစီရီတဲက element ၅မျိုးကို ranking လေးလုပ်ပေးသွားပါမယ်။နာဝထူစီရီတဲမှာတော့ basic nature တွေအနေနဲ့မီးရှည်လေမြေလျှက်စီးဆိုပြီး release ၅မျိုးရှိပါတယ်။ Kishimoto အနေနဲ့ကတော့ကြည့်ရှုတဲ့ပရိသတ်တွေကိုဒီ basic nature တွေအကုန်လုံးက balance ဖြစ်ပါတယ်ဆိုပြီးဖော်ပြထားခဲ့ပါတယ်။ဘာလို့ဆိုဒီ release တစ်ခုချင်းစီတိုင်းမှာအားနည်းချက်တွေလည်းရှိနေတယ်လို့အားသာချက်တွေလည်းရှိနေတာကြောင့်ပါ။ နေချာရီတိုင်းမှာနောက်ကနေချာကကိုယ့်ရဲ့အာနယ်ချက်ဖြစ်ပြီးအရှိကနေချာကတော့ကိုယ့်ရဲ့အာသာချက်ပဲဖြစ်ပါတယ်။ခီရှီမိုတိုကတော့နာဟုထိုရဲ့ training ကာလမှာရာမာထိုနဲ့ခက်ခါရှိလို့ကိုအသုံးပြုပြီးနေချာရီအကုန်လုံးဟာ balance ဖြစ်ပါတယ်လို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့ခီရှီမိုတိုပြောသလိုနာဟုတို universe မှာရှိနေတဲ့နေချာ၅ခုဟာ balance လုံးဝဖြစ်မနေခဲ့ပါဘူး။အာနေဇွန်ရီလိစ်ကတော့မိပုံစံဖြစ်ပြီးရေကမိကိုဘလို့နီးနေပဲဖြစ်စေအနိုင်ရရှိတာကြောင့်ပါ အမတ်ထရာဆုဆိုတာကဒိုဂျီဆုနဲ့ရင်ရယ်လီစတို့ကိုပေါင်းဆက်ဖန်တီးထားတဲ့မီဒေါတခုဖြစ်တာကြောင့်ဘေးစစ်နေချာနေတော့တိတ်ပြီးတော့မဆိုင်ပါဘူးမီပုံစံကနာဟူဒိုယူနီဗာစ်မှာအများဆုံးအသုံးပြုခဲ့တဲ့ release တမျိုးဖြစ်ပြီးတော်တော်လေးလည်း unique ဖြစ်တဲ့ဂျီဆုပေါင်းစုံကိုတွေ့မြင်ခဲ့ရပါတယ်ဒါကြောင့်မီပုံစံကနာဟူဒို series ရဲ့ထူးခြားတဲ့နေချာတမျိုးဖြစ်ပြီးလူတိုင်းကကြိုက်နှစ်သက်ခဲ့ကြပါတယ်ဒီတာချီနဲ့ Sasuke တို့အသုံးပြုခဲ့တဲ့ Fireball ဂျီဆုတွေဆိုရင်တော်တော်ကြီးတဲ့ပမာဏတွေဖြစ်ခဲ့တာကြောင့်ပြင်းအားလည်းအရင်များခဲ့တာပါ မာဂျရာအတုံးပြုခဲ့တဲ့ Majestic Destroyer Flying Jesus ဆိုရင်လည်းရေနဲ့တောင်မငိမ့်သက်နိုင်ခဲ့တဲ့မီးပုံစံတစ်မျိုးဖြစ်ခဲ့ပါတယ်။ဂျီရာယာအတုံးပြုခဲ့တဲ့ Phami Dog တွေရဲ့အပူချိန်ကအယံမြင့်မာတာကြောင့်တော်ယုံတန်ယုံတထုဆိုရင်တောင်အရေးပြောသွားနိုင်ပါတယ်။မီးပုံစံရဲ့အခြေခံအကြအစုံ Fire Jesus တိုင်းကတာမန်လူတယောက်ကိုတေဆုံသွားနိုင်တဲ့အထိဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ Naruto Universe ရဲ့ပြဿနာတစ်ခုကဒီ Fire Boy Jesus တွေကဘသူကိုမှလည်းမလောင်ကျွမ်းခဲ့တယ်လို့ဘသူကိုမှလည်းဒုက္ခမပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် Firebird ဆိုရင်ကို character တိုင်းက ASC လေးကိုရှောင်းလွားနေနိုင်တာဖြစ်ပါတယ်။နောက်ထိုးရဲ့ logic အရမီးပုံစံကခုနိုင်တဲ့ shuriken တွေလိုမျိုးတိတ်ပြီးတော့ထိရောက်မှုမရှိတဲ့ release တမျိုးဖြစ်နေကြတာပါ။လူတိုင်းအသုံးပြုနိုင်တဲ့ဈေးပေါ်ပေါ် nature တစ်ခုဖြစ်နေတာကြောင့် character တိုင်းရဲ့လေးစားမှုကိုတော့မရရှိခဲ့ပါဘူး။ပထမဆုံးမိပုံစံကိုတွေးရှိခဲ့ရတဲ့အချိန်က Sasuke တယောက် Bear Test မှာ Kakashi ကို Fireball Jutsu နဲ့တက်ခတ်ခဲ့တဲ့အချိန်လို့ပြောလို့ရပါတယ်။ Kakashi တယောက် Sasuke ရဲ့ Fireball Jutsu ကိုလွယ်လွယ်ကူကူရှောင်ထွက်သွားနိုင်တာကိုလည်းအားလုံးတွေ့ခဲ့ကြရမှာပါ။ လန်နော်ဝေးဗ်မှာဟာကူနဲ့ရင်ဆိုင်ရတဲ့အချိန်မှာလဲဆာစကက်ဒီယောဖိုင်ယာဘော့ချစ်စုကိုထုတ်သုံးခဲ့ပါတယ်။အဓိကကတော့ဟာကူရဲ့ Ice Mera တွေကိုဖျက်ဆီးနိုင်ဖို့မိကိုအသုံးပြုခဲ့တာမျိုးဖြစ်ပြီးထိရောက်မှုတော့လုံးဝမရှိခဲ့ပါဘူး။ဒီနေရာမှာဟာကူရဲ့ရေကဲတွေကရေရိုးတာမန်ရေကဲတွေမဟုတ်ဘဲကဲ့ကဲခန်းခိုင်စွာနဲ့ဖန်တီးထားတဲ့ရေကဲတွေဖြစ်တာကြောင့်အရေးမပြောသွားခဲ့တာမျိုးဖြစ်ပါတယ်။ဟာကူအသုံးပြုခဲ့တဲ့ရေခဲပုံစံကရေနဲ့လေပေါင်းစပ်ခြင်းကနေရရှိလာတဲ့ nature transformation တစ်ခုပဲဖြစ်ပါတယ် ဒါကြောင့်နေချာတစ်ခုတည်းကနေချာနှစ်ခုပေါင်းဆက်ထားတဲ့အရှာတစ်ခုကိုမဖြတ်စီးနိုင်ခဲ့တာမျိုးဖြစ်ပါတယ်။ SARS ကတည်းကချွန်းနေအစမ်းမှာ Phoenix Flame တစ်စုနဲ့ Shuriken ကိုတွဲဖက်အသုံးပြုခဲ့တဲ့ဆိုပေမဲ့ Rain Village က Shinobi တွေကိုကြီးမားတဲ့တက်ရောက်မှုတစ်ခုတော့မပေးနိုင်ခဲ့ပါဘူး။ချွန်နေအစံအတွင်းမှာပဲ Sasuke ကသူ့ရဲ့ Dragon Flame နဲ့ Orochimaru ကိုထပ်မံတိုက်ခိုက်ခဲ့ပြီးတော့ Orochimaru ရဲ့မျက်နှာကတော့ပျက်စီးသွားခဲ့ရပါတယ်။ Orochimaru ရဲ့မျက်နှာပျက်စီးသွားခဲ့တဲ့ဆိုပေမဲ့ Oro ကအစာထိုးကျစုကိုအသုံးပြုခဲ့တာကြောင့် Sasuke ရဲ့ Dragon Flame ကအဆင်မပြေခဲ့ပါဘူး။ ယေရှုကစာစကဲရဲ့အကျဉ်းဆုံးမိဘဆန်ယေရှုတစ်ခုဖြစ်နေခဲ့ပေမဲ့ရှန်သူတွေကိုတော့ကောင်းကောင်းမွန်မွန်ဒုက္ခမပေးနိုင်ခဲ့ပါဘူး။စာစကဲကသူ့ရဲ့အတွေ့အကြုံကြောင့်မိဘုံဆန်ကိုတည်တည်ချာချာအသုံးမပြုနိုင်သေးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါကြောင့်အိုရိုရှိမာရုနဲ့ဟီရူဇန်တို့ရဲ့ဘက်ထဲမှာဟီရူဇန်အသုံးပြုခဲ့တဲ့ဖိုင်ယာဂျေဆုတကူအကြောင်းကိုဆက်ပြီးတော့ပြောကြပါမယ်။အိုရိုရှိမာရုဘက်ကသူကိုယ်တိုင်မတိုက်ခိုက်ပဲဟီရူဇန်ရဲ့အားနည်းချက်တကူဖြစ်တဲ့ထိုဘီရာမာနဲ့ဟာရှီရာမာတို့ကိုအဲရိုဗာရှင်းတွေနဲ့ဆင့်ခေါ်ပြီးဟီရူဇန်ကိုတိုက်ခတ်ခဲ့ပါတယ်။ ဟီရူဇန်ဘက်ကလည်းထိုဘီရာမာတို့ကိုတားဆီးဖို့ Fire Dragon ဘူလက်ကိုထုတ်သွင်းခဲ့တယ်ဆိုပေမဲ့ထိုဘီရာမာရဲ့ရေပုံစံကြောင့်အဆင်မပြေခဲ့ပါဘူး။ဒါကြောင့်မီးပုံစံဟာအတွေ့အကြုံနဲ့မသက်ဆိုင်ပဲနေချာအရာကိုကအားနေနေတာမျိုးဖြစ်ပါတယ်။ဒါဆိုရင်မီးပုံစံကိုမီးနဲ့တင်မဟုတ်ပဲဘလို့ပေါင်းစပ်မှုတွေနဲ့ damage ပို့ပြီးများအောင်လုံးလို့ရနိုင်မလဲပေါ့။ဆေးရက်တက်ကိုတက်မြောက်ထားတဲ့ဂျီရာယာကတော့ကာမဘွန်တာရဲ့ဖားအစီတွေနဲ့ပေါင်းစပ်ပြီးကြီးမားတဲ့မီးပုံစံကြီးတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ ဒီကျဆူကိုတော့ Pharsi Flame Bullet လို့ခေါ်ဆိုပြီးတော့မန်ဂျာရဲ့အရေးကွန်တွေကိုပါလောင်ကျွဲပျက်စီးစေခဲ့ပါတယ်။ဒီနေရာမှာမန်ဂျာကသူ့ရဲ့အရေးကွန်ကိုအစားထိုးလဲလှယ်လိုက်တာကြောင့် Jiraiya နဲ့ Gamma Buddha တို့ရဲ့ပေါင်းဆက်မီပုံစံကျဆူကအလောက်တော့မဖြစ်ခဲ့ပြန်ပါဘူး။ Jiraiya ရဲ့ Flame Bullet ကြီးကမန်ဂျာရဲ့အရေးကွန်တွေကိုတော့ပြအဖြစ်ပြောင်းလဲပေးနိုင်ခဲ့တာကြောင့်မဆိုးဘူးလို့ဆိုရပါမယ်။ဒီမီပုံစံကျဆူကလည်းနောက်ထိုး Siri ရဲ့ Iconic ဖြစ်တဲ့ကျဆူတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ထပ် Fire Style ကျစုတစ်ခုကိုတော့ Sasuke ကဆေးရုံမှာ Naruto နဲ့တိုက်ခိုက်ခဲ့တဲ့နေရာမှာအသုံးပြုခဲ့တာမျိုးဖြစ်ပြီး Naruto ဘက်ကလည်း Sasuke ကိုအနိုင်ယူဖို့အရေးကိုဘွားပေါင်းများစွာကိုထုတ်သုံးထားခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုကို Sasuke တယောက်၄ဘောကိုပြန်ဝဲပြီး Fire ကျစုတစ်ခုကိုအသုံးပြုပြီး Naruto ရဲ့အရေးကိုဘွားတွေကိုဖြည့်ဆင်းခဲ့ပါတယ်။နောက်ထပ်ဘက်ကလည်းမာထန်ရှဲရိုကလုံးကျစုကိုအသုံးပြုထားတာမျိုးဖြစ်ပြီးဒီလိုအခြေအတွက်ကိုတောင်ဆာစကဲရဲ့ဖိုင်ယာပေါ်ကျစုကဖြည့်ရှင်းထားနိုင်ခဲ့ပါတယ် ဖတ်ကဲကိုအာယုံလွှဲနိုင်ဖို့နောက်ထူကမာထန်ရှဲရိုကလုံးတစုကိုအသုံးပြုခဲ့တာမျိုးဖြစ်ပြီးနောက်ွယ်မှာတော့ရာစင်ကန်ကိုဖန်တီးနေခဲ့တာပါဒီဆဲမှာဆာစကဲဘက်ကလည်းချီရိုရီကိုပြန်လဲထုတ်တုံလာခဲ့တာကြောင့်တော်တော်လေးမိုက်တဲ့ဆင်တစ်ခုဖြစ်ခဲ့တာပါဆာစကဲနဲ့နောက်ထူတို့ရဲ့နောက်ထပ်ဘက်တဲတစ်ခုဖြစ်တဲ့အစုံသက်တောင်ချာမှာဆာစကဲဘက်ကထုံးစံတိုင်းနောက်ထူရဲ့ရှဲရိုကလုံးတွေကိုဖြည့်ရှင်းနိုင်ဖို့ဖိုင်ယာဘောတစုတစ်ခုကိုထုတ်တုံခဲ့ပါတယ်ကောင်းမှလွန်လာတဲ့နောက်သူကတော့ SASKE ရဲ့ Fireball တစုကိုဖျက်ဆီးပြီး SASKE ရဲ့မျက်နှာကိုရအောင်ပိတ်ထိုးနိုင်ခဲ့ပါတယ်။ တာမန်လူတယောက်ဆိုရင်စာစကဲရဖိုင်ယာပေါ်ကျစုကြောင့်လောင်ကျွမ်းပျက်စီးသွားနိုင်တယ်ဆိုပေမဲ့နောက်ထူမာကကိုမီရဲ့ဝဲရုပ်ပါရှိနေတာကြောင့်စာစကဲရဖိုင်ယာပေါ်ကျစုကိုကာကွယ်နိုင်ခဲ့တာမျိုးဖြစ်ပါတယ်။စာစကဲကတိုက်ပွဲရဲ့အစောပိုင်းမှာလည်း Phoenix Flower ကျစုကိုထုတ်တုံခဲ့ပြီးဒီကျစုကလည်းနောက်ထူကိုအများကြီးထိခိုက်အောင်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။နောက်ထူခင်မှာအုံပြုခဲ့တဲ့ဖိုင်ယာကျစုအကုန်လုံးကတဖက်ရန်သူကိုဖိအားပေးတက်ခိုက်နိုင်လောက်တဲ့အထိ powerful မဖြစ်ခဲ့ပါဘူး။ရှီပူရန်ကိုပြောင်းလဲရောက်ရှိလာတဲ့အချိန်မှာတော့စာစိုးရီကသူ့ရဲ့ခန္ဓာကိုယ်နဲ့ မီးပုံစံကိုစတင်အသုံးပြုခဲ့ပါတယ်အဓိကကတော့ရုပ်သေးမှတက်ဆင်ထားတဲ့စာလိမ်သွင်းကြိယာကိုအသုံးပြုကာဆာကူရာနဲ့အဖွားချီယိုတို့ကိုတိုက်ခတ်ခဲ့ပေမယ့်အများကြီးတော့မထီရောက်ခဲ့ပါဘူးဒါကြောင့်ဆာဆူရီရဲ့စာလိမ်သွင်းကြိယာကြီးကလည်းထင်သလောက် powerful ဖြစ်မနေခဲ့ပါဘူးတန်ချီတရာအပိုင်းမှာဆိုရင်လဲဆာစကဲကအိုရိုချီမာရီရဲ့ပုံခိုရက်မှာ fire ကျဆုတစ်ခုကိုအသုံးပြုခဲ့ပါတယ်။ဒီ fire ကျဆုကိုဆာစကဲကရှာမထူကိုအသုံးပြုခဲ့တဲ့ဆိုပေမဲ့ရှာမထူကိုတော့ကြီးကြီးမားမားထိခိုက်မသွားခဲ့ပါဘူး။ ခါကူစုရဲ့အပိုင်းမှာလည်းခါကူစုကနှလုံး၄ခုနဲ့အတူအဲ့နှလုံး၄ခုကအတုပြုနိုင်တဲ့ basic nature တွေကိုအတုပြုနိုင်ခဲ့ပါတယ်။ခါကူစုအသုံးပြုခဲ့တဲ့ fire style ဂျစုကခက်ခါရှိ၊ inoshika ချိုးတို့ကိုပြင်းမဲ့ထားတိုက်ခိုက်ခဲ့တဲ့ဆိုပေမဲ့အများကြီးတော့မထီရောက်ခဲ့ပါဘူး။ဘာလို့ဆိုခက်ခါရှိဘက်ကသူ့ရဲ့ water war နဲ့ပြန်လဲကုကံကာကွယ်နိုင်ခဲ့တာကြောင့်ပါ။ဖိန်ရဲ့အပိုင်းမှာလည်းဂျီရာယာကအကျန်းဆုံး fire style တွေကတခုဖြစ်တဲ့ခွဲမုံကိုအသုံးပြုခဲ့ပြီးဒီဂျစ်ဆူက fire style ဆိုတာထက် six style တစ်မျိုးပဲဖြစ်ပါတယ် ဖားအစီရဲ့လေပုံစံရဲ့မီးပုံစံရဲ့ကိုပေါင်းစပ်အသုံးပြုထားတာမျိုးဖြစ်လို့တော်တော်လေးကိုဖော်ဝါဖူဖြစ်ခဲ့ပါတယ်။ SARS ကနေအီတာချီရိုရဲ့ဘက်ထဲမှာလည်းမီးပုံစံကျစုတွေကိုဆက်လက်မြင်တွေ့ခဲ့ရပြီးအီတာစီဘက်ကအရန် massive ဖြစ်တဲ့ Firestein ကျစုတစ်ခုကိုထုတ်သွင်းခဲ့ပေမဲ့ SARS ကက Orochimaru ရဲ့ Cosmic ကိုအသုံးပြုကပြန်လည်ခုခံနိုင်ခဲ့ပါတယ်။ဒါချင်းနဲ့ဆာစကေရိုရဲ့ဖိုင်ယာဘောနှစ်ခုပွတ်တိုက်သွားတဲ့အချိန်ကတော်တော်လေးကိုအံ့ဩဖို့ကောင်းခဲ့တာအမှန်ပါ အီတာချီဘက်ကအမတ်ထရာစုကိုထုတ်သွင်းခဲ့ပေမဲ့ Sasuke ရဲ့ Fireball ကအီတာချီရဲ့အမတ်ထရာစုကိုဆက်လက်ခုခံထားနိုင်ဆဲဖြစ်ပါတယ်။ Sasuke ဘက်ကအီတာချီရဲ့ Mobility ကို short ချနိုင်ဖို့ Dragon Fire ကျစုကိုထုတ်သွင်းခဲ့ပြီးအီတာချီရဲ့လက်မောင်းတွေကိုထိခိုက်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ Sasuke ဘက်က Fire ကျစု Ready လိမ့်သုံးနေတာက Kirei ကိုဖန်တီးခြင်းလို့ဖြစ်ပြီး Powerful အဖြစ်ဆုံး Lightning ကျစုတစ်ခုကိုပါဖန်တီးနိုင်ခဲ့ပါတယ်။ဒီနေရာမှာအမတ်ထရာစုကကြတော့ဘာလို့မပါဝင်ရတာလဲဆိုပြီးမေဂွန်ထုတ်ဖို့စဉ်းစားနေမယ်ဆိုရင်တော့ အမထရာဆုဆိုတာက nature element မျိုးမဟုတ်တဲ့ဒိုဂျူဆုနဲ့ဖန်တီးထားတဲ့မီးတောက်ကလေးသားဖြစ်ပါတယ်။အမထရာဆုက fire style မဟုတ်ဘဲ inferno ပုံစံမျိုးဖြစ်တာကြောင့်ကဲ့ကဲ့ကဲ့ခိုင်ဆွမ်းအတမျိုးဖြစ်နေတာကြောင့်မှမီးပုံစံနဲ့မသက်ဆိုင်ပါဘူး။ကကူဆူနဲ့ဟီဒန်တို့ရဲ့ဘက်ထယ်မှာလည်းအဆူမာဘက်က ash pine brand နဲ့ဂျဆူကိုအသုံးပြုခဲ့ပေမဲ့ဟီဒန်ကရစ်ပူစော်မှုကိုအသက်သွေးထားတာကြောင့်အဆူမာကိုယ်တိုင်ကပဲသူ့ရဲ့ဂျဆူကိုခန်းစားလိုက်ရရှာပါတယ် ။ခခင်၅ယောက်စုဝေးတဲ့အပိုင်းမှာလဲစာစကဲလိုမျိုး main character တယောက်ကဖိုင်ယာကျစုတစ်ခုတလေမှကိုအတုံးမပြူသွားခဲ့ပါဘူး။ဒန်ဆိုနဲ့တိုက်ခိုက်ခဲ့တဲ့အချိန်မှာတော့ဒန်ဆိုရဲ့စင်ခေါ်ကောင်ဖြစ်တဲ့ဘာကူကိုသာဖိုင်ယာကျစုတစ်ခုအတုံးပြူသွားခဲ့တာဖြစ်ပါတယ်။အဲ့ဘက်ထဲမှာစာစကဲကဖိုင်ယာဂျစ်တူထက်လိုက်တင်စတိုင်ဖြစ်တဲ့ချီလိုရီကိုသာခဏခဏအတုပ်ပြူသွားခဲ့တာကိုလည်းအလုံးတတိထားမိကြမှာပါစာစကဲတယောက်ဒေတာရောနဲ့တိုက်ခိုက်တဲ့အချိန်မှာလည်းဒေတာရောကအမြင့်ကိုရောက်ရှိနေတာကြောင့်စာစကဲအနေနဲ့ဖိုင်ယာဂျစ်တူတစ်ခုခုကိုအတုပ်ပြူနိုင်ပါတယ် ဒုဗေမဲ့ဆာစကဲက Fire Jesu ထက် Chiro Rigo သာရွေးချယ်ပြီးဒေတာရောကိုတိုက်ခတ်ခဲ့ပါတယ်။ဘာလို့ဆိုဒေတာရောအသုံးပြုနေတဲ့ရှင်စေးရီအာနေချက်က Lightenstein ဖြစ်နေတာကြောင့်ပါ။နောက်ပိုင်းမှာတော့ဆာစကဲက Fire Jesu ကိုဘာကူကိုတိုက်ခတ်တဲ့နေရာမှာသာအသုံးပြုခဲ့ပါတော့တယ်။စစ်ပွဲကာလမှာတော့ Majra ကသူ့ရဲ့ Firestein ကြီးကိုထုတ်ပြခဲ့ပြီးအဲ့ပုံစံကြီးက Shinobi ပေါင်းများစွာကိုရှင်းလင်းနိုင်ခဲ့ပါတယ်။ Shinobi ပေါင်းများစွာကလည်း Waterstein နဲ့ပြန်လဲကာကွယ်ခဲ့တဲ့ဆိုပေမဲ့အလုံးမဖြစ်ခဲ့ပါဘူး။ မိဘဆန်ကတော့အမြင်ပိုင်းဆိုင်ရာမှာတော်တော်လေးကိုတင့်တယ်ခဲ့တဲ့ဆိုပေမဲ့ကိုယ့်ရဲ့ပြိုင်ဘက်ကိုအနိုင်ပိုင်းနိုင်တဲ့အထီတော့အဆင်မပြေနေခဲ့ပါဘူး။အရေးကြီးဆုံးဆုံးရှုံးမှုတစ်ခုကတော့မိဘဆန်နဲ့ပတ်သက်ပြီး iconic ဖြစ်ခဲ့ရတဲ့အသုံးပြုသူဆိုတာမရှိသလောက်ကိုမှရှာပါခဲ့ပါတယ်။ဒီလိုဆိုရင်အီတာချီနဲ့ Sasuke တို့ကမိဘဆန်နဲ့ပတ်သက်ပြီးတော်တော်လေးကြွမ်းကျင်ကြတဲ့ Shinobi တွေမဟုတ်ဘူးလားဆိုပြီးမေးခွန်းထုတ်နိုင်ပါတယ်။အီတာချီနဲ့ Sasuke တို့အသုံးပြုခဲ့ကြတဲ့မိဘဆန်တွေဆိုတာက Majora အသုံးပြုခဲ့တဲ့မိဘဆန်လောက်တောင်မပြင်းထန်ခဲ့ပါဘူး။ SARS-CoV-2 ဆိုတာကလည်းမီးပုံစံထက်စားရင်လျှက်စီးပုံစံကိုသာအသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ Hitachi ဆိုတာကလည်းသူ့ရဲ့ Mankey Cure Availability တွေကိုသာအသုံးပြုသွားခဲ့တာပါ။မီးပုံစံကိုဘာကြောင့်အားအနည်းဆုံးနေရာမှာထားထားရတာလဲဆိုတဲ့အကြောင်းပြချက်ကိုအချင်းကြကြပေးပြီးပြီဆိုတော့နံပါတ်4နေရာမှာရောက်ရှိနေခဲ့တဲ့ပုံစံကတော့မြေကြီးပုံစံကို ထားထားခြင်းပါတယ်။မီးပုံစံကိုနေရာတိုင်းမှာမြင်တွေ့ခဲ့ရတဲ့ဆိုပေမဲ့မြေကြီးပုံစံကိုအသုံးပြုတဲ့လူကတော့နောက်ထပ် series မှာတော်တော်လေးကိုနေပါခဲ့ပါတယ်။ အာစတိုင်မှာချီပါကူထန်းဆယ်နဲ့ထန်းကိုင်းရှင်းဆယ်တို့လို availability တွေမပါဝင်ပါဘူး။ဘာလို့ဆိုအဲ့ availability တွေက renegan availability တွေသာဖြစ်ပြီး renegan မရှိတဲ့လူတယောက်ဆိုရင်အဲ့ jesu တွေကိုအသုံးမပြုနိုင်ပါဘူး။စွဲငင်အားတစ်ခုကိုဒိုဂျစ်စုနဲ့ဖန်တီကအဲ့နေရာကိုကြောက်တုံးတွေစုပြုံထည့်လိုက်တာမျိုးဖြစ်ပြီးမြေပြင်ပေါ်မှာဖန်တီတဲ့မြေကြီးပုံစံ jesu တွေနဲ့တော့မတူကွဲပြားပါတဲ့။နောက်ထပ်ကစ်ကနေစတင်ပြီးမြေကြီးပုံစံတွေကိုပြန်လဲတုံးသက်ကြည့်ရမယ်ဆိုရင်ဟီရူဆန်ကနေပဲစတင်ရပါလိမ့်မယ် ဟီရိုဇန်အနေနဲ့ထိုဘီရာမရဲ့ရေပုံစံကိုတက်ဖက်နိုင်ဖို့အတွက်မြေနေရန်တစ်ခုကိုခေါင်းမိုးပေါ်မှာဖန်တီးပစ်ခဲ့ပါတယ်။ဂျီရာရီယာကလည်းအိုရိုချီမာရီရဲ့မွေကြီးကိုထိန်းချုပ်နိုင်ဖို့ရှုံ့ဝိုင်ကြီးတစ်ခုကိုဖန်တီးခဲ့ပြီးတော်တော်လေးလဲအသုံးဝင်ခဲ့ပါတယ်။ဂျီရိုဘိုကလည်းရှီကာမာရူတို့ရဲ့ချာဂရာကိုမြေကြီးပုံစံတစ်စုတစ်ခုနဲ့စုပ်ယူနိုင်ခဲ့ပါတယ်။ချိုဂျီနဲ့ဂျီရိုဘိုတို့ရဲ့ one by one ဘက်ထဲမှာလည်းဂျီရိုဘိုအနေနဲ့ချိုဂျီရဲ့လူသားဘောလုံးကိုခေါင်းတားနိုင်ဖို့မြေကြီးပုံစံကိုအသုံးပြုခဲ့ပါတယ်။ခါကူဆူကလည်းသူ့ရဲ့အသားအရည်ကိုမြေကြီးပုံစံနဲ့အရန်မာကြောင်းအောင်ပြုလုပ်ဖန်တီးနိုင်ခဲ့ပါတယ်။ ါပေမဲ့အရန်မာကျော်လွန်လာပါတယ်ဆိုရဲမြေကြီးပုံစံကိုခက်ခါရှိရလျက်စီးပုံစံ Rankiri ကထိုးဖောက်နိုင်ခဲ့တာကြောင့်အစင်တော့မပြေခဲ့ပါဘူး။နောက်ထပ်မြေကြီးပုံစံတစ်ခုကတော့ Kurosuchi ရဲ့ Parking ဖြစ်သူ Kisuchi အတုံးပြုခဲ့တဲ့ Sandwich Jesus ဖြစ်ပြီးခန်းထည့်ရဲ့ကဲတော့မှာဆိုရုပ်ထုကြီးကိုချားညံ့နိုင်ခဲ့တဲ့ Powerful ဖြစ်တဲ့မြေကြီးပုံစံ Jesus တစ်ခုပဲဖြစ်ပါတယ်။ Massive ဖြစ်တဲ့ creature တွေကိုထိန်းချုပ်တဲ့နေရာမှာဒီ Jesus ကတော်တော်လေးကိုအတုံးဝင်တာတွေ့ရပါတယ်။ အိုနိုခီဆရာကတော့နာဟုတ်သူစီးရီးရဲ့အကျဉ်းဆုံးမြေကြီးပုံစံကိုအတုပြုနိုင်တဲ့ရှီတိုဘီတယောက်လို့တောင်ဆိုနိုင်ပါတယ်။အိုနိုခီကမြေကြီးပုံစံရဲ့ variation တော်တော်များများကိုအတုပြုနိုင်ပြီးပထမဆုံးပုံစံတစ်ခုကတော့မြေကြီးဂေါ်လန်ကြီးတစ်ခုကိုအိုနိုခီကဖန်တီးနိုင်စွမ်းရှိပါတယ်။အိုနိုခီကမြေကြီးပုံစံကိုအရန်ကျွမ်းကျင်သွားတာကြောင့်အရာဝတ္ထုတွေရဲ့ weight ကိုတိုးနိုင်တာ၊ရှော့နိုင်တာတွေကိုပါလှုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ဒါကြောင့်သူ့ကိုယ်သူလည်းပြန်တန်းနိုင်အောင်လှုပ်ဆောင်နိုင်တယ်လို့အခြားရန်သူတွေကိုလည်းမရွေးရှားနိုင်အောင်လှုပ်ဆောင်နိုင်ပါတယ်။ အတိအသားဆုံးအချက်ကတော့အိုနိုကီတယောက်ဂါရရဲ့ဒဲရီကိုအလေးချိန်ရှော့ချပေးထားတာကြောင့်ဂါရရဲ့အထက်စပီကလည်းအယံကိုမှမြန်ဆန်နေခဲ့ပါတယ်။အိုနိုကီလိုအဖိုးကြီးတယောက်ကချီပါကူထန်းဆယ်လောက်ရှိတဲ့ကြောက်တုံးကြီးတစ်ခုကိုတောင်မနိုင်ခဲ့ပါတယ်။ဒီလိုမျိုးမနိုင်တဲ့ဆိုရာကလည်းအဲ့ကြောက်တုံးမှာရှိနေတဲ့ဝိတ်ကိုရှော့ချထားတာကြောင့်သာမနိုင်နေတာမျိုးဖြစ်ပါတယ်။အိုနိုကီကခါခဲအစီအဝေးမှာလဲ petrification ကျစုတစ်ခုကိုအသုံးပြုပြီးဇက်စုရဲ့မိုးပုံစံဆုပ်ယူခြင်းကိုဖြည့်ရှင်းနိုင်ခဲ့ပါတယ် ကျောက်တုံးရွာသားတွေကလည်းထန်းသေးကြီးကိုတားဆီးနိုင်ဖို့မြေကြီးပုံစံကိုအခုမြင်ရတဲ့အတိုင်းအသုံးပြုခဲ့ကြပါဗျ။မြေကြီးပုံစံကများသောအားဖြင့် offensive မဆန်ပေမဲ့တော်တော်လေးအသုံးဝင်နေတာကိုတွေ့ခဲ့ရပါဗျ။ဒါကြောင့် offensive ဆန်တဲ့မီးပုံစံထက်စာရင်မြေကြီးပုံစံကမှရှီနိုဘီတွေအတွက်ပုံမူပြီးတော့အသုံးဝင်နေခဲ့ပါဗျ။ဒါကြောင့် number 4နေရာမှာမြေကြီးပုံစံကိုထားထားလိုက်တာမျိုးဖြစ်ပါဗျ။နံပါတ်3နေရာမှာရောက်ရှိနေခဲ့တဲ့ပုံစံကတော့ရေပုံစံဖြစ်ပြီးမီးပုံစံကျစုတိုင်းကို80ရာခိုင်နှုန်းလောက်ကောက်ထားနိုင်ခဲ့တဲ့ release တစ်မျိုးပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်နေချာအရှာပါရေပုံစံကမီးပုံစံကိုအနိုင်ရရှိနေတဲ့သဘောမျိုးဖြစ်ပြီးရေပုံစံနဲ့မီးပုံစံကလည်းများသောအားဖြင့်မပေါင်းဆက်နိုင်ကြပါဘူး။ရေနဲ့မီးပေါင်းဆက်ရာကနဲ့ရရှိလာတဲ့ release ကတော့ wire release ပဲဖြစ်ပါတယ်။ fire style ကိုအသုံးပြုပြီး defensive ကိုပုံဖော်လို့မရနိုင်သလိုမြေကြီးပုံစံကိုအသုံးပြုပြီး offensive ပုံစံကိုပုံဖော်လို့မရနိုင်ပါဘူး။ဒါပေမဲ့ရေပုံစံကိုအသုံးပြုပြီး defensive ရော offensive ကိုရောပါပုံဖော်နိုင်ကြပါတယ်။ ရေပုံစံကိုတော့နာဟုတ်ခိရဲ့ legend နဲ့ရောက်ဖြစ်တဲ့ခါခါရှိနဲ့စာဘူးစာတို့ရဲ့ပတ်ထဲမှာအများဆုံးတွေ့မြင်နိုင်ပါတယ်။အခြေခံကနေစပြီးပြောရမယ်ဆိုရင်ရေပုံစံကိုဘွားရီဖြစ်ပြီးရှီနိုဘီဆန်ဆန်အသုံးပြုခဲ့ကြပါတယ်။အဲနောက်စာဘူးစာဘက်ကခါခါရှိကိုဖန်စီဖို့ water prison ကျစုကိုအသုံးပြုခဲ့ပါတယ်။ခါခါရှိဘက်ကလည်းစာဘူးစာရဲ့ water dragon bullet ကိုပြန်လည်တူပါအသုံးပြုပြီးအနံ့ယူနိုင်ခဲ့ပါတယ်။ NMM မှာတော့ resolution သိမ့်မကောင်းတာကြောင့် water dragon bullet နှစ်ခုရဲ့တီတွေ့မှုကသိပ်ပြီးမတိတာခဲ့ပေမဲ့ မန်ကားမှာကြည့်မယ်ဆိုရင်တော့ဒီဂျေဆုနှစ်ခုရဲ့ထီထွေးမှုကတော်ကြီးကိုလှပခဲ့တာဖြစ်ပါတယ်။ရေပိုဇံကိုကျွမ်းကျင်ပိုင်နိုင်ခဲ့တာကခခရှိနဲ့ဇာဘူးဇာတို့နှစ်ယောက်တင်ရှိနေတာမျိုးမဟုတ်ပါဘူး။ရှိပူရန်ကိုပြောင်းလဲရောက်ရှိလာတဲ့အချိန်မှာတော့ခိစားမဲပဝင်လာခဲ့ပြီးခိစားမဲကလည်းရေပိုဇံကိုတော်တော်လေးကျွမ်းကျင်ပိုင်နိုင်တဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။ထင်ကိုင်းတဲ့ရင်ဆိုင်နိုင်ဖို့ခိစားမဲကအဆုံးမဲ့ရေပစ္စည်းတစ်ခုကိုဖန်တီးပြီးနဲကြီး rock lee နဲ့ထန်ထန်တို့ကို water prison ကျဆုနဲ့ဖန်စီနိုင်ခဲ့ပါတယ်။ရှိပူရန်မှာတော့ရေပိုဇံကိုခိစားမဲတစ်ယောက်ထဲကသာကျွမ်းကျွမ်းကျင်ကျင်အတုံးပြူသွားခဲ့ပါတယ်။ နောက်ထိုခေတ်မှာဆိုရင်ခက်ခါရှိတဲ့ဇာဘူးဇာတို့အပြင်ကိုမှထိုဘီရာမားကိုလည်းရေပုံစံနဲ့ပတ်သက်ပြီးတော်တော်လေးအထင်ကြီးခံရအောင်ပုံဖော်ထားခဲ့တာဖြစ်ပါတယ်။လေးချိန်မြောင်ရှင်တို့ပြီးစစ်ပွဲအတွင်းမှာတော့ထိုဘီရာမားတယောက်အဲရိုဗာရှင်နဲ့ပြန်လည်ပါဝင်လာနိုင်ခဲ့တယ်ဆိုပေမဲ့နောက်ထိုကိုကယ်တင်တဲ့နေရာမှာပဲရေပုံစံကိုအတုပ်ပြူသွားခဲ့ပါတယ်။ရေပုံစံကတကယ်တမ်းဆိုရင်နံပါတ်3နေရာရဲ့အထက်မှာထိုက်တန်နေတဲ့နေချာတစ်ခုဖြစ်နေပေမဲ့ development အရင်နေပါခဲ့တာကြောင့်နံပါတ်3နေရာမှာထပ်ထလိုက်တာမျိုးဖြစ်ပါတယ်။ Waterstein user လို့ပြောလိုက်ရင် Naruto Shippuden မှာလက်ညှိုးထိုးပြစရာခိစားမဲ့တယောက်ထဲသာရှိနေခဲ့ပါတယ်။ခိစားမဲ့အတွက်စာမဲဟာရာကလွယ်ရင်ကျန်တဲ့ကျဆူတော်တော်များများကရေပုံစံအပေါ်မှာအခြေခံထားခဲ့တာပါ။စာမဲဟာရာကလည်းအခြားလူတွေရဲ့ chakra ကိုစိုးယူနိုင်တယ်လို့ခိစားမဲ့ရဲ့ရေပုံစံကလည်းအခြားလူတွေရဲ့ chakra ကိုစိုးယူနိုင်စွမ်းရှိနေခဲ့ပါတယ်။ခိစားမဲ့ရဲ့ရုပ်ပန်းဆိုင်ရာနဲ့အတူဖန်တီးလိုက်တဲ့ဒိုင်းခိုးရန်ကြီးကလည်းဂိုင်းကိုတော်တော်လေးဒုက္ခပေးနိုင်ခဲ့ပါတယ်။ ရေမရှိနေတဲ့တဲကန်နေရာတဲမှာတောင်ခိစားမဲကရေပြင်ကျဲကြီးတစ်ခုကိုဖန်တီးနေစွမ်းရှိတာကြောင့်အိုလိုကီထက်တောင်ခိစားမဲကပို့ပြီးတော့တံမာနေခဲ့ပါတယ်။အိုလိုကီရဲ့မြေကြီးပုံစံနဲ့ခိစားမဲရဲ့ရေပုံစံကိုနိုင်ရှင်းရင်တော့ခိစားမဲကအနိုင်ရနိုင်ပေမဲ့အိုလိုကီကဖာတီကက်စတိုင်ကိုပါအသုံးပြုနိုင်နေသေးတာကြောင့်အိုလိုကီကတော့ပို့ပြီးတော့တံမာနိုင်ပါတယ်။ခိစားမဲကနောက်ထိုးစီရီရဲမှာဆိုရင် element တစ်ခုတည်းကိုသာအသုံးပြုပြီးအရန်တံမာခဲ့တာကြောင့်အခြားရှိလို့ပြီးထပ်ပို့ပြီးတော့ထူချာနေခဲ့ပါတယ်။ ရန်ခခဲကလည်း lighting style ကိုအသုံးပြုနိုင်တယ်ဆိုပေမဲ့သူ့ကိုယ်သူမြန်အောင်လုပ်တဲ့နေရာမှာသာအသုံးချတာမျိုးဖြစ်ပြီးခီစားမဲလို့တော့ကျစုပေါင်းစုံကိုအသုံးမပြုတတ်ပါဘူး။ရန်ခခဲကိုကြည့်လိုက်တိုင်း lighting clock ကြီးကိုဖွင့်ပြီးထန်ကျစုတစ်ခုတည်းနဲ့ရန်သူတွေကို light ထိုးနေတဲ့ဒေါသကြီးခခဲတယောက်ဆိုတာသိတာပါပဲ။နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့နေချပုံစံကတော့လေးပုံစံ basic နေချပဲဖြစ်ပါတယ်။နောက်သူခင်မှာလေးပုံစံကိုကျွမ်းကျွမ်းကျကျအသုံးပြုနိုင်တဲ့လူကတော့ Themari တယောက်ထဲသာရှိခဲ့တာမျိုးပါ။ ချဲမာရီကလည်းနာအိုထိုခင်မှာဆိုရင်ခီစားမဲလိုမျိုးလေးပုံစံကိုတော်တော်လေးကျွမ်းကျွမ်းကျင်ကျင်ပိုင်နိုင်ခဲ့တာပါ။ဘာကီကလည်းလေးပုံစံကိုအတုံးပြနိုင်ခဲ့ပြီးဟရချဲကို1.1အခြေအနေနည်းတွင်ဖြည့်ရှင်းထားနိုင်ခဲ့ပါတယ်။နာအိုထိုခင်မှာကတည်းကလေးပုံစံဒီတော်တော်လေးလည်းအတုံးဝင်တယ်လို့တော်တော်လေးလည်း powerful ဖြစ်နေခဲ့တာပါ။နာအိုထိုစကူတန်းမှာတော့ချဲမာရီရဲ့လေးပုံစံကအရင်ကြီးမကြမ်းတော့တာကိုတွေ့လိုက်ရပါတယ်။ချဲမာရီဆိုတာနာအိုထိုခင်မှာချန်ချန်နဲ့ရှီခါမာရူတို့ကိုလည်းအနံ့ယူထားနိုင်ခဲ့တယ်လို့ခြာယူရာကိုပါလေးပုံစံနဲ့ဖြည့်ရှင်းထားခဲ့တာပါ။ အားလုံးမေ့နေနိုင်တာကတော့ထေမာရီစင်ခေါ်နိုင်ခဲ့တဲ့ခါမာထာရီလို့ခေါ်တဲ့စင်ခေါ်ကောင်လေးဖြစ်ပြီးနောက်နေ့ကျရင်လည်းနောက်တို့ series မှာပါဝင်ခဲ့တဲ့တရိတ်ဆန်တွေအကြောင်းကိုရှင်းပြပေးသွားပါမယ်။နောက်ထပ်စကူတန်းကိုပြောင်းလဲရောက်ရှိလာတဲ့အချိန်မှာတော့အဆူမားကလည်းလေပုံစံကိုအသုံးပြုလာနိုင်ခဲ့ပြီးသူ့ရဲ့ဓာတ်နဲ့ပေါင်းဆက်အသုံးပြုလို့ရှိပါတယ်။အဆူမားထပ်ပိုပြီးကျန်းတဲ့လေပုံစံအသုံးပြုတဲ့လူကတော့ဒန်ဆိုဖြစ်ပြီးဆာစကဲနဲ့ရင်ဆိုင်တဲ့နေရာမှာလေပုံစံတွေကိုအသုံးပြုခဲ့ပါတယ်။သူစစ်ခေါ်ခဲ့တဲ့ဘာခုဆိုရာကလည်းစင်တကောင်ဖြစ်တာကြောင့်နှမောင်းနဲ့အတူအပြင်းနဲ့လေတွေကိုဖန်တီးနိုင်ခဲ့ပါတယ်။ တန်ဆိုရဲ့လေပုံစံကဆာစကဲရဲ့စုစွမ်းတို့ကိုပါကောင်းကောင်းကြီးဒုက္ခပေးနိုင်ခဲ့ပါတယ်။ခုနိုင်တလက်သေးကိုတောင်လေပုံစံနဲ့ပေါင်းဆက်ပြီးဓာအရှိကြီးတလက်ကိုဖန်တီးနိုင်ခဲ့တာမျိုးဖြစ်ပါတယ်။အကျဉ်းဆုံးလေပုံစံအသုံးပြုသူကတော့စီးရီးရဲ့ main character နာအိုထိုပဲဖြစ်ပါတယ်။နာအိုထိုရဲ့အဓိက element ကလည်းလေပုံစံဖြစ်ပြီးမီနာထိုအပြီးမတတ်နိုင်သေးတဲ့ရာစင်ကန်ကိုလေပုံစံနဲ့ပေါင်းဆက်ပြီးရာစင်ရှူရကင်ကိုဖန်တီးနိုင်ခဲ့ပါတယ်။နောက်တစ်ခါခီစားမဲလိုမျိုးမဟုတ်ဘဲရာစင်ရှူရကင်တမျိုးတည်းကိုသာလေပုံစံအရာအသုံးပြုနိုင်ခဲ့တာပါ။ ရာစစ်ရှူရကင်ကိုမှ variant တွေအများကြီး꽌အောင်ဖန်တီးအသုပ်ပြုခဲ့တာမျိုးဖြစ်ပါတယ်။လေဘုံစံမှာဖြတ်တောက်နိုင်ရဲ့ capacity တွေအများကြီးရှိတာကြောင့် offensive ဘိုင်းမှာမီးပုံစံထက်ပိုပြီးတော့အထာကျနေခဲ့ပါတယ်။နံပါတ်၁နေရာမှာရောက်ရှိနေခဲ့တဲ့ nature ကတော့နောက်ဆုံးကြံရှိနေတဲ့လျက်စီးပုံစံပဲဖြစ်ပါတယ်။ lighting style ကတော့အခြား nature တွေနဲ့မတူကွဲပြားပြီး naruto ခင်မှာဆိုရင်ခါခါရှိကပထမဆုံးအတုံးပြုခဲ့ပါတယ်။ခါခါရှိအတုံးပြုသွားတာကတော့ raikiri ဖြစ်ပြီး sasuke ကိုတင် जा ပေးခဲ့တာကတော့ chidori ပဲဖြစ်ပါတယ်။ စာစကန်နေတဲ့ဂါရာရဲ့ဆန့်ရှိကိုထိုးဖောက်ပြီးတက်ခိုင်းနိုင်ခဲ့တာကြောင့်ချီဒိုရီရဲ့ထိုးဖောက်နိုင်စွမ်းကလည်းတော်တော်လေးကိုပြင်းထန်မှုရှိနေခဲ့ပါတယ်။နောက်ထပ်ခင်မှာတော့ချီဒိုရီနဲ့ရိုင်ခီရီတို့ကအကြမ်းဆုံးလျက်စီးပုံစံတွေဖြစ်ခဲ့ကြတာပါ။ချီဒိုရီကနောက်ထပ်စီးရီးရဲ့ iconic ဂျေဆုတစ်ခုလည်းဖြစ်ပါတယ်။ချီဒိုရီနဲ့ရာဆင်ဂန်ထီတွေ့မှုက final battle အထိပါတော်တော်လေးကိုအားရဖို့ကောင်းခဲ့တာပါ။နာဝတို့ခင်မှာတိတ်မတိခဲ့တဲ့လျက်စီးပုံစံကနာဝတို့စကူတန်းကိုပြောင်းလဲရောက်ရှိလာတဲ့အချိန်မှာတော့တော်တော်လေးကို overpower ဖြစ်လာခဲ့ပါတယ်။ ဘာလို့ဆိုထန်ချီတရာအပိုင်းမှာရှာမထိုးရဲ့တက်တာပုံစံကို SARS ကရဲ့လျှက်စီပုံစံကအပြေအဝဖြည့်ဆည်းနိုင်ခဲ့တာကြောင့်ပါတက်တာပုံစံဆိုရာကဲ့ကဲ့ခန့်ခိုင်စွာတဲ့မျိုးဖြစ်ပြီးအချမ်းဆုံး release တဲ့မျိုးလည်းဖြစ်ပါတယ်ဒီလို nature transformation ကြီးကိုတော့ SARS ကရဲ့လျှက်စီပုံစံကဖြည့်ဆည်းပြနိုင်ခဲ့တာပါ SARS ကရဲ့ရောက်နောက်ပိုင်းမှာ chirurita chiruri လမ်းနဲ့ chiruri အချောင်းတွေကိုပါတီထွင်ဖန်တီးအသုံးပြုလာနိုင်ခဲ့ပါတယ် SARS ကတရောင်လျက်စီးပုံစံကိုအသုံးပြုပြီး data ရနဲ့ data ဆိုလိုလိုမျိုး integrated criteria တွေကိုလည်းအနံ့ယူနိုင်ခဲ့ပါတယ် SARS ကတယောက်တည်းကပဲလျက်စည်းပုံစံကိုကျွမ်းကျင်ပိုင်နေတာမျိုးမဟုတ်ပဲတတိယမြောက်နဲ့ Stoke မြောက် Rainkart Carry ကလည်း Lightning Release မှာတော်တော်လေးကျွမ်းကျင်ပိုင်နိုင်ခဲ့ကြပါတယ်။ Daru ရဲ့ Black Panther နဲ့ Black Lightning ကျဆူတွေကလည်းတော်တော်လေးတတ်မှတ်လို့ကောင်းတဲ့ကျဆူတွေပဲဖြစ်ပါတယ်။ Kirin ဆိုတာကလည်း Naruto Series အကျဉ်းဆုံးလျက်စည်းပုံစံတစ်ခုပဲဖြစ်ပါတယ်။ Naruto Series တခြားလုံးမှာ Madara နဲ့ Kaguya တို့ကအကျဉ်းဆုံး Villain တွေပဲဖြစ်ပါတယ်။ဒီ Villain နှစ်ကောင်ကိုအများဆုံးတိုက်ခိုက်နိုင်တဲ့လူကတော့ Mikai နဲ့ Sasuke ပဲဖြစ်ပါတယ်။ စာစကဲကမာဂျရာနဲ့ခကူရာတို့ကိုတိုက်ခိုက်ဖို့အတွက်လိုက်တင်စတိုင်ကိုအချိန်ရယူတဲ့အများကြီးနဲ့ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။နောက်ထပ်စီးရီးယားကျန်းဆုံးလိုက်တင်ကျစုကတော့အင်ဂျရာအဲရိုဖြစ်ပြီးစာစကဲကစဆန်တို့ဖောင်နဲ့အသုံးပြုခဲ့ပါတယ်။လိုက်တင်စတိုင်ကအခြား release လေးမျိုးထပ်ပူပြီးကျန်နေတာကိုတော့အချိန်နဲ့အရရက်ကိုပြန်ပြီးသုံးသပ်ကြည့်ရင်တော့လက်ခံနိုင်ကြမှာပါ။မိပုံစံကတော့အနေဆုံးအနေထားမှာရှိနေတာကြောင့်မနိုင်ရှင်တော့ပါဘူး။မြေကြီးပုံစံကိုတော့ခကူစုရဲ့မြေကြီးအရေးပြားကိုခခရှိကသူ့ရဲ့ချီရီနဲ့ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လျှက်စီးပုံစံကမြေကြီးပုံစံကိုအေးအေးဆေးဆေးထိုးဖောက်ခင်နိုင်ပါတယ်။လျှက်စီးပုံစံကစီးရီးယားအကျန်းဆုံးရေပုံစံတစ်ခုကိုပါဖြည့်ရှင်ဖြစ်နိုင်ခဲ့ပါတယ်။ဆွေကဆုနဲ့ဘီရိုနှစ်ယောက်တိုက်ခိုက်ကြတဲ့အချိန်မှာ SARS ကဘီကိုထိန်းချုပ်နိုင်ဖို့လျှက်စီးပုံစံကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ဒီလာရာအတုံးပြနေတဲ့ပောက်ကွဲမှုရှင်စေးကမြေကြီးနဲ့လျက်စီးကိုအတုံးပြထားတဲ့ဆိုပေမဲ့လျက်စီးကအိုက်ကဲကဲခိုင်ခိုင်စွာကိုအနိုင်ယူနိုင်ပါတယ်။ဒါအပြင်စာစကဲရဲ့စူဇန်တို့ချီရိုရီကနောက်ထပ်ခူရာမအဗတာရဲ့ပီဂျူတာမာကိုပါထိန်းချုပ်ဖြည့်ရှင်နိုင်ခဲ့တာပါ။ ဒါကြောင့်နောက်ထပ် series ရဲ့အကြမ်းဆုံး release ကတော့လျက်စီးပုံစံပဲဖြစ်ပါတယ်။ကဲဒီနေ့ကတော့နောက်ထပ် series ရဲ့ nature 5ခုအကြောင်းကိုရှင်းပြရင်းအစစ်သက်မှတ်ပေးသွားခဲ့တာဖြစ်ပါတယ်။ order နဲ့ brother တို့အနေနဲ့ anime recap တွေကိုကျွန်တော်ရဲ့ hidden student ဆိုတဲ့ channel လေးမှာတွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ် channel link လေးကိုတော့ဒီ video ရဲ့ description မှာဖော်ပြပေးထားပါမယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုအရင်ချစ်ပါတယ်အပွားပါမနေ့ပြန်ကြရင်နောက်ထပ် video အသစ်တစ်ပုဒ်နဲ့တူပြန်တွေ့ကြတာပေါ့အားလုံးပဲ bye bye